ပြူစောတီပြည်သူစစ်စစ်တပ်နှင့်ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုထောက်ခံချက်ဖြင့်လိုင်စင်မဲ့ယင်များစစ်ကောင်စီကပြန်စည်းနှင်းခွင့်ပြုလိုင်စင်မဲ့ယင်စီးနှင်းနေသောပြည်သူများကိုမူစီမံချက်ဖြင့်ဆက်လက်ဖမ်းဆီးအရေးယူနေအကြမ်းဖက်စစ်ကောင်စီကတံငါများကိုလိုင်စင်မဲ့ယင်များစီးနှင်းခွင့်ပြုပြီးနောက် ဖြူစောတီပြည်သူစစ်စစ်တပ်နှင့်ရဲများပါဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းထောက်ခံချက်ဖြင့်လိုင်စင်မဲ့ရင်များပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ဇွန်လ၁ရက်နေ့မှစတင်၍တနိုင်ငံလုံးတွင်ပြည်သူများကစီးနင်းနေသောလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်ဖြင့်ဖမ်းဆီးခဲ့ကြောင်း တို့ရတွင်ဇွန်လ၄ရက်နေ့တွင်တန်ဃာများနှင့်ဖုံကြီးကြောင်များအတွက်အသုံးပြုနေသောရောဂီအမတ်တစိတ်တက်လိုက်စင်မဲ့ကားများကိုမြို့နယ်တန်ဃာနိုင်ငံအဖွဲ့၏ထောက်ခံချက်ဖြင့်မင်းအွန်လိုင်းကပြန်လည်စီးနင်းခွင့်ပြုခဲ့ကြောင်းရင်းနောက်ဇွန်လ၁၂ရက်နေ့မှစတင်ပြီးပြူစောတီပြည်သူစစ်စစ်တပ်နှင့်ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကို သက်ဆိုင်ရာဌာနများနှင့်လုံခြုံရေးတာဝန်ရှိသူများ၏ထောက်ခံချက်ဖြင့်လိုင်စင်မဲ့ဆိုင်ကနေကားများပြန်လည်စီးနင်းခွင့်ပြုကြောင်းသိရှိရသည်ဝန်ထမ်းဆိုရင်သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ထောက်ခံချက်ပါရမယ်လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်ဆိုရင်နယ်မြေတပ်နယ်မှုရဲ့ထောက်ခံချက်ပါရမယ် နေမြင်ရင်ထင်းရဲနဲ့ရဲစခန်းမှာစည်ရင်တွင်ကြောင်းကြထားရမယ်ဆိုရင်စီးနှင်းလို့ရပြီးတက်ဆိုင်တဲ့တိုင်းပြည်နယ်နဲ့မြို့နယ်အတွင်းမှာဝတ်တောက်ပေမဲ့ဌာနဆိုင်ရာလုပ်ငန်းတွေအတွက်စီးနှင်းခွင့်ပြန်ရတဲ့နယ်ကျော်တော့မရဘူးစီးနှင်းချိန်မှာတာဝန်ချိန်အတွက်စီးနှင်းနာမျိုးပဲခွင့်ပြုတာဟုပဲကူတိုင်းထွေအုပ်နဲ့နှိဆက်သောသတင်းရင်းမြစ်ကပြောဆိုသည့် ဌာနဆိုင်ရာများကိုထောက်ခံချက်ဖြင့်လိုင်စင်မဲ့ယင်များပြန်လည်စီးနင်းခွင့်ပြုရာတွင်အဓိကအားဖြင့်ဆိုင်ကယ်များကိုပြန်လည်ခွင့်ပြုနေခြင်းဖြစ်ပြီးရခိုင်ရှိရင်းဆွဲလိုင်စင်မဲ့ကားနှင့်ယင်များကိုဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးခြင်းချက်အနေဖြင့်ပြန်လည်ခွင့်ပြုခြင်းဖြစ်ကြောင်းသိရှိရသည်။တို့ရာတွင် ပြည်သူများကိုမူ လိုင်စင်မဲ့ယင်းနှင့်ကာစီနိမှုများကိုဆက်လက်ဖမ်းဆီးနေစေဖြစ်ပြီးထောင်ဒဏ်နှင့်ငွေဒဏ်များချမှတ်ကာလိုင်စင်မဲ့ကားနှင့်ယင်းများကိုလည်းတင်စီကြောင်မင်းအောင်လိုင်၏အမိန့်ညွှန်ကြားချက်ကြောင့်နိုင်ငံတော်ဝန်တွင်လိုင်စင်မဲ့ကားနှင့်ယင်းဖမ်းဆီးမှုကိုအကြောင်းပြု၍ စစ်တပ်ရဲ့အပါဝင်ဌာနပေါင်းစုံကပြည်သူများထံမှငွေညစ်တောင်းယူမှုများအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိကြောင်းစုံစမ်းသိရှိရသည်မေလ20ရက်နေ့နေပြည်တော်တွင် ပြုလုပ်ခဲ့သောစစ်ကောင်စီအစည်းအဝေးတွင်အကြမ်းဖက်မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များစီးနင်းနေမှုများကိုဖော်ထုတ်သွားရန် လိုင်စင်မဲ့ဆိုင်ကဲနှင့်ကားများစီးနှင်းနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခများစွာနစ်နာမှုရှိမိဖြစ်တဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နှင့်ဆိုင်ကဲများစီးနှင်းမှုမရှိစေရန်စက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားခဲ့သည်